ကျွန်တော်တို့ငွေဦးဒေါ်လာရေးလာရတဲ့လာရဆိုတဲ့အပိုင်းကိုပြန်ဆွေးနွေးချင်ပါတယ်။ဒီထဲမှာကျွန်တော်အနေနဲ့ပေါ့လေဒီကြားခါပြီးတော့တခုပြောလိုတာကျတော့ဒီပင်လုံးအာဒမိုင်းကြောင်းနဲ့ကျွန်တော်တို့ဒီဖက်ဒရယ်ရေးရာဒီကျွမ်းကျင်နဲ့ပေါ့လေကျွန်တော်တို့ဒီဆရာကြီးခွန်မကူပန်းကတော့သူ့ရဲ့ဆောင်းပါးပေါ့ဒီဆောင်းပါးကိုလည်းကျွန်တော်တို့အကြေကြာနေမြန်မာသူအပိုင်းလိုက်ပေါ့လေဒီအာကျွန်တော်တို့ဒီဆက်ထားတာကျွန်တော်ရှိပါတယ်။ဒီထဲမှာသူ့အနေနဲ့ပြောသွားတာကျတော့ဒီပင်လုံးချိန်စာတစ်ရာဘဝမှာဒီပင်လုံးတစ္ဆာစီတို့ဆိုရက်ဒီ ိုချုပ်အောင်စားနေတဲ့ဒိုင်းရင်သားခေါင်းဆောင်တွေချမှတ်ထားတဲ့ဒီပေါ့လေဒီပြည်လုံးစာချုပ်ပဒေညင်ဖြစ်တဲ့ဒီအမျိုးသားတန်းတူရေးဟိုဘပြတ်ထန်ခွေနဲ့ဒီအပြည့်အဝရှိပြီးစစ်မှန်သည့်ဒီဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတမတနိုင်ငံတော်ဒီဆောက်ရေးကတာလီဒီပိုချုပ်အောင်စားနေတဲ့ဒိုင်းရင်သားခေါင်းဆောင်များကညော်မှန်းကြွေးကြော်ခဲ့တယ်လို့နိုင်ငံတကာလေတွေလေငင်းချမ်းတာယာဘောပြောတဲ့နိုင်ငံတော်ကြီးပေါ်ထွန်းလာမည်ဖြစ်တယ်လို့သူကတော့ဒီဆွေဒီ ရေးသားထားတာကျွန်တော်တွေ့ရပါတယ်ဆိုတော့သူဆိုချင်တာကတော့ကျွန်တော်တို့ဒီ federal democracy တာလို့ရှိရည်ဒီပြလုံစာချုပ်ကိုကျွန်တော်တို့ခြေခံဖို့လိုအပ်တယ်ဒီပြလုံစာချုပ်မှာရှိတဲ့အနစ်သာရတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဒီအသက်သွေးဖို့လိုအပ်တယ်ဆိုတဲ့ message ကိုဘေးချေလို့ကျွန်တော်နားလေပါတယ်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ဒီ message ကိုပြန်ပြီးပါသွားလိုက်ရအောင်ပထမဆုံးအနေနဲ့အာဆေဘလီလီယာနဲ့ရေပေါ်နေအောင်ကျွန်တော်ဆွေးနွေးဖို့ဖြစ်ခေါ်ပါတယ်ဆိုတော့ပထမဆုံးပေါ့လေဒီ message ကတော့ နေဦးတော်လိုင်းရဲဟာကျွန်တော်ဒီတောင်တန်းဒီမှာလူထုတွေကျွန်တော်ပေါင်းစည်းပေးခဲ့တဲ့ဒီတော်လိုင်းရဲပေါ့ဒီနေ့အဖြစ်ဒီဖက်ဒရယ်ရေလှောက်ရှားတဲ့ဒီဒိုင်းတိုင်းအင်အားစုတွေနဲ့ဒီဒီမကပေါ့လေဒီကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေကိုကျွန်တော်ပေါင်းဆက်နိုင်ခဲ့တာကိုကျွန်တော်တွေ့မြင်ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီဖက်ဒရယ်ဒီမိုကရေစီဒီထောင်စုတည်ဆောက်ရေးဆိုတဲ့ကျွန်တော်တို့ဘန်တိုင်းစီကိုလည်းကျွန်တော်အတူတူကခြေတက်နေတာလေလက်ရှိချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ပေါ်လေခီးလေးတော့ရောက်နေပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့လက်ရှိအခင်းကျင်းရကျွန်တော်တို့ဒီ factory ဒီဆောက်ရေးကျွန်တော်လာရနဲ့လာရဟိုပြန်ကြည့်လို့ရှိရင်ဘယ်လိုခြေနေရှိနေပြီလဲလက်တွေ့မှာကျွန်တော်တို့ဘာတွေလွတ်ဖို့လိုအပ်တည်တည်လေးဆိုတဲ့ပုံမှာဆွေးနွေးတုံ့တက်ပေးဖို့ပထမဆုံးအနေနဲ့ဆရာမအပြင်ရအောင်ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆရာဆာခဏကဒီပင်လုံကိစ္စဆိုရင်လည်းဒါစိတ်ဝင်စားဖို့ကောင်းတယ်နော်ဆိုတော့ကျွန်တော်တို့ဒီ၄၈မနိုင်ခင်ကတည်းကကျွန်တော်နိုင်ငံမှာအကွဲအကွဲပြပြအရန်များတယ်။အေးကွဲတဲ့ချိန်မှာအခါကျရင်ကျွန်တော်တို့တွေက ကွယ်ဒီကျွန်တော်နိုင်ငံကပြဿနာကပြဿနာပေါ်ပြဿနာဆေးပြဿနာပေါ်ပြဿနာဆေးအဖြေမရှိတဲ့အခါကြတာလေကြည့်ခင်အရန်ရှုပ်သွားတာရှုပ်တဲ့အခါကျတော့ဘယ်ပြဿနာကတကယ်အရင်ခံပြဿနာလဲဘယ်ပြဿနာကအဆင့်ပေါ်ဖြစ်တဲ့ပြဿနာလဲဆိုတော့ခွဲရခက်လာတဲ့အချိန်ကြီးရောက်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အများရန်ဟိုပြောတဲ့အချိန်မှာပြဿနာကိုပြန်ကောက်လေအများရန်ပြင်လုံးပြန်ကောက်တာပေါ့နော်ဆိုတော့ပြင်လုံးကိုပြန်ကောက်တဲ့အချိန်မှာပြင်လုံးကနေပြင်လုံးမတိုင်ခင်အချိန်မျိုးပြန်ကြည့်ဖို့လိုတယ် ဒါပင်လုံးမတိုင်းခင်အခြေအနေကိုကြည့်ရင်ကျွန်တော်တို့ကိုလိုနီကိုလိုနီရဲ့အရှိကိုကြည့်တဲ့အခါကျရင်ကျွန်တော်တို့ဒီပြည်နယ်ဒေသအသီးသီးနယ်ပယ်အသီးသီးကိုပြန်မြင်ရတယ်ပေါ့နော်။ဆိုတော့ခဏမျိုးကျွန်တော်နောက်ဆုံးဒီရတနာဘုံကိုနောက်ဆုံးခေတ်ကနေစတော့ပမာပမာဒီမဘက်ချမ်းကိုကြည့်လို့ရတယ်။နောက်ပြီးတော့မွန်ကင်တရင်သာကြီးဘက်ချမ်းကဒီမွန်ဟန်တာရီဘက်ချမ်းကိုကြည့်လို့ရတယ်။ရခိုင်ဘက်ချမ်းကိုကြည့်လို့ရတယ်။အဲ့လိုပဲကရင်နီတို့ကချင်တို့ချင်းတို့ခကြတယ်အသီးသီးစော်ွားတွေအတူွားတွေအတူွားတွေရှိကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီမတိုင်ခင်တော့ကျွန်တော်တို့တွေကအချင်းချင်းဒီ တီးတီးနေကြတဲ့တိုင်းပြည်ဖြစ်ခဲ့တယ်ဆိုတော့မေ့သွားတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ရေးယူတဲ့အချိန်မှာတော့ကလွတ်လပ်ရေးယူတဲ့အချိန်မှာပင်မဒီပင်မဖြစ်တဲ့ပေါ့နော်ဆိုတော့ပမာပြည်မနဲ့ကျွန်တော်တွဲပြီးယူကြတာပေါ့ပမာပြည်မနဲ့တွဲယူတဲ့အချိန်မှာပမာပြည်မအတွင်းမှာကိုနိုင်ကိုကပြဿနာအရန်ရှုပ်တယ်တကနာမျိုးပူချောင်းအောင်ဆန်းအောင်လုတ်ကြတဲ့အထိဖြစ်သွားတဲ့အချိန်တွေဆိုတော့တော်တော်ရှုပ်ထွေးတဲ့ကိစ္စလို့ကျွန်တော်မြင်တယ်တစ်ချိန်တည်းမှာပဲဒီပမာပြည်မနဲ့တွဲနေတဲ့ရှမ်းချင်းကချင်းနဲ့မှာလဲဂျားထဲမှာလဲသူတို့ချင်းချင်းဂျားထဲမှာလဲအဲဒါ အဲ့ဒီဆွေးနွေးချက်တွေအများကြီးခပ်ပေါ်ဖို့စူးစမ်းနေစေကာလလို့ပြောလို့ရတယ်။အဲ့ဒီထဲမှာပဲအရင်စလုံးနဲ့ကျွန်တော်တို့တွေလွတ်လပ်ရေးယူလိုက်ရတယ်ပေါ့။အဲ့တော့လွတ်လပ်ရေးယူလိုက်ရတဲ့အချိန်မှာမျောလင်းချက်ကတော့ဗာလဲဆိုတော့ဒီတိုင်းပြည်ကိုတိဆောက်ရင်အ ਨੇ ဆုံးတော့ငါတို့ချင်းချင်းချာကဖိနှိပ်မှုရှိခဲ့ရင်တော့အဖိနှိပ်မှုကအင်္ဂလိပ်လောက်မဆိုးလောက်ဘူး။အနှစ်တရာကျော်အုပ်ချုပ်ခဲ့တဲ့ကိုလိုနီအင်္ဂလိပ်လောက်မဆိုးလောက်ဘူး၊ဂျပန်တွေလောက်မဆိုးလောက်ဘူးဆိုတော့ယုံကြည်ချက်နဲ့ကျွန်တော်တို့ပေါင်းခဲ့ကြရတယ်ပေါ့နော်။ဆိုတော့ပေါင်းခဲ့ကြရပေမဲ့ဒီအာနာလူပွဲကြီးက ပမိုင်းချင်းကြားထဲမှာလည်းရှိတယ်ပမိုင်းတိုင်းသားတွေကြားထဲမှာလည်းဖြစ်လာတယ်ဖိနှိပ်မှုတွေတအားဆိုးလာဆိုးလာတဲ့အခါကျတော့တော်လန်ရေးကစဖြစ်တာပေါ့နော်အဲ့ကနေတော်လန်ရေးစဖြစ်တဲ့အခါကျတော့ဒီကျွန်တော်မဲန်ပြောတယ်ဆက်နာသိမ့်မှုရဲ့အစကဆက်နာသိမ့်မှုဆိုတာ58 62အောင်နေစတာပေါ့နော်ဆက်နာသိမ့်မှုရဲ့အစကပမိုင်းနိုင်ငံရေးပြဒနာချီကင်းရှုပ်ထွေးကိုမရှင်းနိုင်ဘူးဖက်ဒရယ်မတည်ဆောက်နိုင်ဘူးပမာနဲ့တိုင်းသားကြဒီကိုယ်ပိုင်ပြဌာန်းခွင့်ကိုဝေခွဲရေးမလုပ်နိုင်တဲ့ကိစ္စတွေကြောင့် ဖြစ်လာတာအဲ့ဒါပေါ်မှာအခြေခံပြီးတော့စစ်တပ်ကလက်ဦးမှုယူပြီးတော့အခွင့်အကောင်းယူပြီးတော့ဒါအနာသိမ့်သွားတာဒီထိကိုကျွန်တော်ပြန်ကောက်ဖို့လိုရဲပေါ့နော်ဆိုတော့ကျွန်တော်အခုပြန်မရမယ့်မိကုန်းကဒီဒီကျွန်တော်လက်ဒီဒီဒီအရှုပ်ထုတ်တွေတော်လန်ရေးအဆက်ဆက်တွေဒီနိုင်ငံရေးပြဿနာတွေကိုလက်နက်နဲ့ရှင်းတဲ့ကိစ္စတွေကအနှစ်တရာပြည့်တော့မယ်နှစ်တရာပြည့်တော့မယ့်အချိန်မှာမေးရမယ့်မိကုန်းကကျွန်တော်တို့တကယ်လိုချင်ခဲ့တဲ့နိုင်ငံဘယ်လိုပုံစံလဲကျွန်တော်လက်ရှိမှာပြန်ကြည့်လိုက်ရောကျွန်တော်တို့တကယ်လိုချင်နေတဲ့နိုင်ငံကဘယ်လိုအကျင့်လက္ခဏာနဲ့ပြည့်ရမလဲဆိုတော့မိကုန်းက ပြန်ပေါ်လာတယ်ပေါ့နော်ဆိုတော့ပြန်ပေါ်လာတဲ့အချိန်မှာအခုကတော့ကျွန်တော်တို့တွေကတော့ဘာပဲပြောအ ਨੇ ဆုံးအနည်းဆုံးရန်သူကစစ်အနာရှင်ဖြစ်တယ်ဒါအနည်းဆုံးရန်သူဒါပေမဲ့ဒီစစ်အနာရှင်တခုတည်းကပဲရန်သူမဟုတ်ပဲねကျွန်တော်တို့ဒီအချင်းချင်းကြားရမှာဖိနှိပ်နေတဲ့သူဖိနှိပ်ဖို့လိုလားတဲ့ဖိနှိပ်တဲ့ရန်နေရာကိုတိဆောက်ခြင်းတဲ့လူတိုင်းကအချင်းချင်းကြားရဲ့ရန်သူဖြစ်တယ်ဒီ Federal Democracy ရဲ့ရန်သူဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒါကြီးကိုလည်းမြင်အောင်ပြန်ကြည့်နိုင်မို့လို့ရယ်ပေါ့နော်ဆိုတော့ နှားကဒီရွေးကောက်ပွဲမတိုင်ခင်မှာလဲကျွန်တော်တို့ရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့အနာရှင်ဆက်ဆက်ကနေလုပ်ခဲ့တယ်နိုင်ငံရေးဒီနိုင်ငံရေးစနစ်တွေကနေလဲလုပ်ခဲ့ကြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှရိုးရှင်းပြောရင်ကျွန်တော်နိုင်ငံမှာအခုချိန်ထိနိုင်ငံရေးရိုးဖျောက်မှုဆိုရဲဟာမရှိလို့ပြဿနာဖြစ်နေတဲ့ကိစ္စအများများလုံးတယ်ဆိုတော့နိုင်ငံရေးရိုးဖျောက်မှုကျွန်တော်ပြန်တည်ဆောက်ဖို့လိုတယ်နောက်တစ်ခုက political will ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးစိတ်ဆန္ဒကိုရှင်းရှင်းလင်းလင်းတည်တည်ချာတိကျပြောဖို့လိုတယ်ကျွန်တော်တို့ federal democracy ကိုတည်ဆောက်ချင်တယ် ဆိုရင် Federal Democracy ရဲ့စိတ်ရင်းစေတနာတွေကိုကျွန်တော်တို့တွေကမွေးမြူရမယ်။မရှိရင်မွေးရမယ်။ရှိရင်ကောင်းတယ်။ဒါလို့မရှိခဲ့ဘူးဆိုရင်ပြန်မွေးဖို့အတွက်ကျွန်တော်တို့ကတာဝန်ရှိတယ်ဆိုတာပြန်မြင်ဖို့လိုတယ်။နောက်တစ်ခုကကျွန်တော်တို့တွေကရန်သူတွေကအရန်များလို့တဲ့ခါကျတော့ဘုံရန်သူတူတဲ့လူအရင်တိုင်ပြီးနောက်ထပ်ရန်သူတွေပေါ်လာရင်ဘယ်လိုဆက်လုပ်ကြမလဲဆိုတော့နိုင်ငံရေးဖြေနိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်တဲ့အခင်းချင်းတစ်ခုလည်းပေါ်လာဖို့လိုတယ်။ဆိုတော့ဒီဒီနေရာမှာကျွန်တော်ကအမြဲတမ်း highlight ပြီးတော့ပြောတယ် စစ်တပ်ကခဏပြောမျိုးစစ်တပ်ကဘုံရံသူဖြစ်တယ်ဒီတကယ်ရှိကာလအတွက်ဘုံရံသူဖြစ်တဲ့ချိန်မှာစစ်တပ်ကတလုံးတစည်းတည်းဖြစ်နေတယ်ဒါပေမဲ့စစ်တပ်တလုံးတစည်းတည်းဖြစ်တာကစစ်အာဏာရှင်အုပ်စုတွေကအချင်းချင်းလားရတူနေလို့ဖြစ်တယ်သူတို့တွေမှာခက်ကြအချင်းချင်းချစ်နေလို့မဟုတ်ဘူးဆိုတော့စစ်ခေါင်းဆောင်ချင်းချင်းကကိုကျိုးစည်းဘွားပို့တိုင်းမှုတွေအများကြီးရှိနိုင်တယ်။ရှိတယ်ရှိတယ်ဆိုတာမြင်ရတယ်ပေါ့နော်။တိုးပေမဲ့တို့တို့မှာဘာလဲဆိုတော့ တော်လိုင်းအင်အားစုတွေကိုဖိနှိပ်ဖို့နိုင်ငံရေးကိုစစ်တပ်ကလက်ဦးမှုရယူဖို့ဆိုတဲ့ပန်းနိုင်ကြီးတစ်ခုပါပေါ်လာတဲ့ခါကျတော့သူတို့ချင်းချင်းကြားတဲ့ကိုကျိုးစည်းပွားပြိပခါကသူတို့ရဲ့လူလားချက်ကိုသူတို့လူလားချက်နဲ့ပြန်ပြီးတော့ထိန်းပြီးတော့စစ်တပ်ကအခုချိန်တလုံးနဲ့ဖြစ်နေတယ်လို့မြင်ရတယ်။တော့ပြင်မဲ့ပြန်မရမဲ့မိကုံကကျွန်တော်တော်လိုင်းအင်အားစုရောတလုံးလေးစီးတဲ့ဖြစ်ပြီလားဆက်မိကုံ။ကျွန်တော်တို့မှာခဏမျိုးကျွန်တော်နိုင်ငံကအနှစ်တရာနီးပါးလောက်ဒီအနှစ်တရာပြည့်တော့မယ်။ကျွန်တော်က80 90 80ဖြစ်လာပြီဆိုတဲ့ချိန်။ဒီနှစ်တရာနီးပါးလောက်စစ်တပ်နေတဲ့ချိန်မှာ ဒီ80 80လောက်စတိုင်တဲ့ချိန်မှာကျွန်တော်ချစ်ကြပါအချင်းချင်းကြားထဲမှာရေးပေါ်ကာလကြီးဖြစ်လာလို့ချစ်ကြပါယုံကြည်ကြပါလို့ပြောဖို့ခကြတာနည်းနည်းတော့ယုတ်တိမကြဘူးစဉ်းစားတာဒါပေမဲ့အဲမချစ်ဘူးမယုံဘူးဆိုရုံနဲ့ကျွန်တော်မပေါင်းမနဲ့နေလို့ရသလားဆိုမေးဖို့မရဘူးမပေါင်းမနဲ့နေကျွန်တော်တို့ရဲ့ဘုံရံသူကကျွန်တော်တို့အများအားသာစီးရနေမှာပဲဆိုတော့တော်လိုင်းအင်အားစုကလူရင်အဖြစ်ပါတယ်စိတ်တက်အင်အားကျွန်တော်တော်လိုင်းအင်အားစုကစစ်တက်ထက်ဆိုင်စိတ်တက်အင်အားအများကြီးပါတယ် လူငယ်ရလည်းအများကြီးတားတယ်ဒါပေမဲ့ကျွန်တော်တို့မှဘာပဲမတားရလဲဆိုတော့ fire power ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ပြစ်ခတ်နိုင်တဲ့စွမ်းရည်စိတ်ကရိယာဒီပစ္စည်းတွေရဲ့ quality ပဲကျွန်တော်တို့မရှင်းနိုင်တာကျန်တဲ့ဟာကတော့ကျွန်တော်တို့ထက်တားဒါပေမဲ့တားပေမဲ့ကျွန်တော်တို့ခုချိန်အထိစစ်တပ်ကိုတိုင်းနာတစ်ခုထိပဲထိနိုင်တဲ့အခြေအနေတို့ရဲ့နိုင်ငံရေးဒီ internet ကိုယူကိုင်မလှုပ်နိုင်တဲ့အခြေအနေကိုပြန်ကြည့်ရကျွန်တော်တို့မှဒီရန်သူကကြောက်ရလောက်တဲ့အထိကျွန်တော်တို့တွေကမစုစည်းနိုင်ဘူး ကျွန်တော်တို့အင်အားတို့ကြောက်တယ်ကျွန်တော်ရဲ့စိတ်ဓာတ်တို့ကြောက်တယ်ဒါပေမဲ့ကျွန်တော်တို့ရမစုစည်းနိုင်ဘူးဆိုတဲ့အခင်းချင်းတစ်ခုကနေအခုချိန်ကြီးရန်သူကကျွန်တော်တို့ကိုလှည့်ဖျားလို့ရနေသေးတယ်လို့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်မို့လို့လည်းရွေးကောက်ပွဲလုပ်ပြီးတော့လှည့်ဖျားမလားဆိုတော့အခင်းချင်းကိုတို့ခင်းတယ်လို့မြင်ပါတယ်လို့ဆိုတော့ဒီပြန်ကြည့်ပြန်ပြီးတော့အနစ်ချုပ်ရင်ကျွန်တော်တို့ပင်လုံစိတ်ဓာတ်ကိုတကယ်လို့ကျွန်တော်တို့မိသွားတာပဲဖြစ်ဖြစ်ဘယ်လိုပင်လုံစိတ်ဓာတ်ကိုကျွန်တော်တို့လက်လွတ်လိုက်ရတဲ့လက်လွတ်ထားလိုက်တဲ့အခြေအနေလည်းရှိကောင်းရှိခဲ့နိုင်တယ်ဒါပေမဲ့ပြန်ကင်ဖို့လိုတယ် ။နောက်ဆိုကျွန်တော်တို့တွေတည်ဆောက်ခဲ့တဲ့အခင်းချင်းကပင်လုံဂရိကဝုအထွေခံတော့တိုင်းပြည်ကိုတည်ဆောက်ခဲ့တာ။ကျွန်တော်တို့မှာယုံကြည်မှုကပင်လုံဂရိကဝုတာမရှိခဲ့ရင်ကျွန်တော်ဒီကိစ္စတွေအဖြေရှင်းလို့ရအောင်မဟုတ်ဘူး။အခုလက်ရှိနိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့အတွက်ဆိုပင်လုံကိုပြန်ကောက်ဖို့လိုတယ်ဆိုတာလေးကိုလည်းကျွန်တော် highlight လုပ်ချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ခုလိုမျိုးပေါ့လို့စနေပေးသွားတဲ့ဆိုတော့ဒီကြောင်းရပုံမှာပဲရေပေါ်နေအောင်နေလေးပေါ့နော်အာရေပေါ်ရဲ့အမြင်လေးကိုကျွန်တော်တို့စူလီမြောက်ဝေပေးပါဦးခင်ဗျ ราတို့ဒီ federal တိဆောက်ရေးလာရာနဲ့ပြောရရင်တော့ရှေ့ရဆရာမဆွေးနွေးခဲ့တယ်လို့ပါပဲအဲကျွန်တော်တို့ဒီဟိုကျွန်တော်တို့1948ကျွန်တော်တို့ပင်လုံဟိုဂတိကဝတ်တွေဟလာပြီးကျွန်တော်တို့ပင်လုံတစ္ဆာတွေပင်လုံစိတ်တက်တီကကျွန်တော်တတိတဲတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အဲ့ဒီအချိန်နေမှာကျွန်တော်တို့ကလွတ်လပ်ရေးကိုကမန်းကတိုင်းကျူလိုက်ရတဲ့အချိန်နေလေကျွန်တော်တို့ကသွားမြင်ရတယ်ပေါ့ဗျာသွားမြင်ရတဲ့အချိန်နေမှာကျွန်တော်တို့ဒီပင်လုံစိတ်တက် င်လုံမှုကိုစနစ်တကျမဖော်ဆောင်နိုင်ခဲ့ဘူးလို့ကျွန်တော်ယူဆတယ်။တနည်းအားဖြင့်ပြောရရင်၄၀ခုဖွဲ့စည်းပုံအခြေအနေကကျွန်တော်တို့တပီတောင်စနစ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်။အဲ့တော့ကျွန်တော်တို့တခြားတိုင်းရင်းသားတွေလိုချင်တဲ့ပုံစံကကျွန်တော်တို့တပီတောင်စနစ်မဟုတ်ပါဘူး။ကျွန်တော်တို့ဒီပီတောင်စုဆိုတဲ့ Federal ပီတောင်စုတစ်ခုကိုကျွန်တော်လိုချင်တာပါ။အဲ့တော့ကျွန်တော်တို့ဒီတခြားတိုင်းရင်းသားတွေရဲ့သူတို့ရဲ့အဲတန်းတူညီတူရှိမှုတွေကျွန်တော်တို့မျှတမှုတွေအားလုံးကလည်းကျွန်တော်တို့ဒီရှိရမှာဖြစ်တယ်ပေါ့နော်။ ဆိုတော့အဲ့ဒီအခြေအနေနဲ့လာရာကနေပတ်သက်ပြီးတော့ကျွန်တော်တို့အခုအခြေအနေနှစ်ပေါင်းတတော်များများမှာ ကျွန်တော်တို့အခုအခြေအနေကိုရောက်လာတဲ့အခြေအနေမှာကျွန်တော်တို့ကပြန်ပြီးစဉ်းစားရမှာဒီအဲကျွန်တော်တို့ဒီမြန်မာနိုင်ငံကလည်းကျွန်တော်တို့ထူခြားတဲ့အခြေအနေလေးတစ်ရပ်ပေါ့ဗျာကျွန်တော်တို့ထောင်ဒီလူဦးရေ135မျိုးလုံးရှိတဲ့အနေထားမှာမှကျွန်တော်တို့ဒီတတိခြားစီနေထိုင်ခဲ့တဲ့တမိုင်းကြောင်းကလည်းကျွန်တော်တို့ရှိပြန်ရောပေါ့ဗျာဆိုတော့အဲ့ဒီအခြေအနေမှာမှကျွန်တော်တို့အခုဘယ်လိုပုံစံနဲ့ကျွန်တော်တို့ပို့ပြီးသွားတင်လဲ အဲကျွန်တော်တို့ဘယ်လိုပုံစံနဲ့ကျွန်တော်တို့တီရှိတင်လဲကျွန်တော်ဒီတိုင်းရင်းသားတွေလိုချင်တဲ့ဖက်တွေကရောဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တီရှိရမှာဖြစ်တယ်ပေါ့နောက်ပြီးတော့ဒီတိုင်းရင်းသားတွေဖက်ကူလည်းကျွန်တော်တို့ဦးစားပေးရမယ့်အချို့ချက်လက်တွေရတယ်ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီပို့ပြီးဖြစ်စေချင်တဲ့ပုံစံအရကျွန်တော်တို့ဒီ Bodwell Federal Listing ပေါ့ဗျာ Bodwell Federal Listing ရကျွန်တော်တို့ကြီးနေအကောင်ကြီးမှဒီကျွန်တော်တို့ဒီပြည်တော်စုအကောင်ကြီးသို့ဆိုတဲ့ပုံစံကိုကျွန်တော်တို့ပို့ပြီးတော့သွားချင်တယ်သွားတင်တယ်လို့လည်းကျွန်တော်တို့ယူဆတယ်ဒါမှသာလင်းကျွန်တော်တို့ကဒန်းတူညီတူ ရှိမှုတွေအဲကျွန်တော်မျှတမှုတွေရှိတယ်ကျွန်တော်ပြည်တော်စုစနစ်တစ်ခုကိုကျွန်တော်တိဆောက်နိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ရပေါ့အဲဒီကိစ္စမှာကျွန်တော်အနစ်ချက်အနစ်ချက်ကိုပြောရရင်တော့ကျွန်တော်တို့ဒီဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီပြည်နယ်တစ်ခုမှတော့မှကျွန်တော်မတူညီတဲ့တိုင်းရင်းသားတွေရှိကောင်းရှိလာမယ်ဆိုတော့ကျွန်တော်တို့ဒီဟိုမူတွေဥပဒေတွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီဥပဒေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပြန်ကြည့်ရင်လည်းကျွန်တော်တို့ပြည်နယ်တစ်ဖွဲ့စည်းပုံတွေပြည်နယ်တစ် ဟိုကျွန်တော်တို့ဖွဲ့စည်းခွင့်တွေကအစစနစ်တကျမျှတတဲ့ပုံစံနဲ့ကျွန်တော်တို့ပို့ပြီးတော့ဖြစ်တဲ့နယ်လူလဲကျွန်တော်ယူဆတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအခြေအနေကကျွန်တော်ဒီနေအာကောင်ရင်းမှဒီပြည်တော်စုအာကောင်ရင်းတို့ဆိုတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ဒီ virtual federalism ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပြည်တော်စုစနစ်ကိုဖော်ဆောင်နိုင်မေလို့တော့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်